တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025 April 1ရက်နေ့ကနေခုနှစ်နှစ်တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရည်မှန်းချက်တွေကိုအကောင့်ထည့်ဖို့ပြီးဘဝအောင်မြင်နိုင်တယ်။ခီးကိစ္စအစဉ်ပြေမယ်။အကြီးကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ကျမ်းမာရေးကိုဆက်ရမယ်။မထင်မှာပဲခီးသွားနိုင်မယ်။ ခြံကားခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းနဲ့အောင်မြင်လိမ့်မယ်။အရဝေးနိုင်ငံရချမ်းနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်နေထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလုံးအောင်မြင်မယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတွင်ပြပါတယ်တရနေ့မှာခရီးကံကောင်းမဲ့ဥတီကျဲပြောင်းပြီးလှုပ်တာလေးဒီအဆင်ပြေမယ်ကံကြမ္မာမြန်မာချင်းနဲ့တိုးတက်ခြင်းရှိမယ်နေ့ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလက်ဖွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်မတော်တဆနေ့သတိထားရမယ် ရှိရကိုဒီသွားစံနေရှိတဲ့တေမနဲ့ခရနိုင်ခွဲနဲ့ခိုးနိုင်တွင်မှသတိထား၃ရက်နေ့မှာရံပတိဖက်ကရင်နဲ့ရင်ဆိုင်ပြီးမှလိုရာပြည့်စုံမယ်အလွယ်ရချင်းဖြစ်ခြင်းမရှိဘူးတိုက်ခတ်နေရံနဲ့ရှင်းပြီးလုပ်ရမယ်၄ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်စလိုက်တဲ့ကိစ္စမှာများထူးထူးခြားခြားကောင်းနေမယ်၅ရက်နေ့မှာအကျွေးမီဟောင်းနေပြန်တောင်းခံလို့ရတယ်ရပိုင်ခွင့်နေပြန်လဲတောင်းဆိုလို့ရတယ်ခီးကိစ္စအဆင်ပြေတယ် 6ရက်နေ့လက်ဖွင့်ကပ်ဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှင်မန်းထားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်။ခုနှစ်ရက်နေ့မှာရှင်ပြိုင်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တော်ကာလအတွင်းမှာဇာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်။တနေ့ကနေတင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ရှိတဲ့ဂတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါလေ။နှစ်ခုကိုကနန်းနေချိုးပေးတယ်။ အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြူဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧပြီလ10ရက်နေ့တကူလာရဲ့ပထမအဆုံးဆုံးအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဖရာစီတီရဲ့ဗုဒ္ဓတော်မှာဗဒောင်းညွန်ဆနေညွန်သွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတနေ့မှတည့်ရက်တည့်ရက်မှမှအဲ့ဒီတမနေ့အဲ့ဒီချိန်မှာလို့ရေဆူတောင်းပြည့်တယ် ချိုးကြတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့ဆုံးချပြီးကောင်းချင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်